ားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ Kindana YouTube Channel Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အပတ်စဉ်တမင်္ဂနွေနေ့တိုင်း Grace Under Pressure ဖခင်မြတ်မလွတ်မြောက်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်ပါနေကျမဖပြနေတဲ့အစီအစဉ်တစ်ပတ်ပြန်လည်ရောက်ရှိလို့လာပါပြီဒီတစ်ပတ်တော့ကျမ Virus ဆိုတဲ့ရေးထားမှုတွေအကြောင်းအလေးကိုအဲကျမပြောပြချင်ပါတယ်အဲဒီ Virus ကိုဘာလို့ရေးပြလဲဆိုတော့ကျမဝင်းကျင်ပေါ့နော်ကျမကျင်လေတဲ့ဝင်းကျင်အဲနောက်ကျမမြင်တွေ့နေရတဲ့အရာတွေမှာသတိထားကြည့်မိတာပေါ့နော် ်အကျမကိုယ်တိုင်လည်းပါတာပေါ့ကိုမကြိုက်တဲ့အကျင့်အစရိုက်ကိုမနစ်မျိုးတဲ့အမုံအကျင့်တွေကိုကိုကမုန်းတီးပါတယ်လို့ပြောတယ်ဒါပေမဲ့အဲ့မုန်းတီးပါတယ်ဆိုအကျင့်စရိုက်ကမုန်းနေမုန်းနေပြောရင်ပြောရင်တိုက်ခိုက်တွန်းလာရင်လည်းအဲ့အကျင့်စရိုက်တွေမူဝါဒတွေကကိုယ့်စီကိုမသိမသာကူးဆက်လာတာပေါ့နော်အဲ့တော့ခိုင်ကြည်တဲ့စိတ်စာနာတက်တဲ့နှလုံးသားဆင်ញင်နိုင်တဲ့အသိဉာဏ်နဲ့ထိမ့်မှအကူဆက်မခံရတာနမူနာမိသားစုမှာပြောမယ်ဆိုရင်လေဒီမှာကျမတို့ဖားနေကျမတို့မိတွေရဲ့ရဲကျမတို့ဟိုဟွာပေါ့နော် ခင်နဲ့မကန့်ညီတဲ့လက်မခံတဲ့အချက်လေးတွေကိုကျမတို့ကမကြိုက်ဘူးလို့ပြောနေတယ်။ဒါပေမဲ့ကျမတို့ကအမေရိကန်ရောက်လာတဲ့အခါကျတော့အဲ့ပြောမိတဲ့အတိုင်းကျမတို့နှုတ်ကအဲ့စကားကြီးပဲပြန်ပြောတတ်တယ်ပေါ့။ဒါတိတိလေးကူးဆက်တာပေါ့။ဟိုဒီလိုကူးဆက်တာကကျတော့ဘယ်သူမှလည်းဟိုအနေရမရှိဘူးလေနော်ဘယ်သူမှလည်းဟိုဒုက္ခပေးတာမဟုတ်တာဖြစ်တဲ့ကိစ္စမရှိဘူးပေါ့ဒါပေမဲ့ဘာလို့ကိစ္စရှိလာပြီလဲဆိုတော့ကျမတို့ကအဲအာနာရှင်ကိုမကြိုက်ဘူးလို့တွန်းလှန်တယ် ဒါပေမဲ့တကယ်တကယ်ကြအဲ့လိုတွန်းလိုက်ရင်လည်းကိုယ်တိုင်ကအာနာရှင်ဖြစ်လာတယ်အရင်ရှင်ဝါဒကိုစန့်ကျင်တယ်ပြီးတော့ကိုကအရင်ရှင်ဝါဒဖြစ်လာတယ်ကွန်မြူနတီကိုရှုပ်ချတယ်ပြီးတော့ကွန်မြူနတီဒီဝါဒီမှာလက်ခံတဲ့သူတွေဖြစ်သွားတယ်ပေါ့ဒါတွေကဟောပေါ့ကိုမကြိုက်လို့ဘယ်ရောက်ကောင်းလည်းမကောင်းလည်းလို့ကျွန်မပြောတာမဟုတ်ဘူးเนาะမကြိုက်လို့တွန်းလန်တယ်ဒါပေမဲ့တွန်းလန်တွန်းလန်ရင်လည်းကျမတို့မှာအခုနကပြောတဲ့စာနာတဲ့နှလုံးသားတွေစင်ညာနိုင်တဲ့အတွေးတွေမရှိရင်ကူးဆက်ခံရတဲ့ဒီ virus အကြောင်းကိုသတိထားမိလို့ဒီအကြောင်းအရာလေးကို တွေးမိလို့ပေါ့နော်အဲ့တော့ကျွန်တော်အဲ့အကြောင်းအရာကိုပြောမယ်လို့ပြောတဲ့ခါတိုင်းမှာဘာနဲ့ဆက်ဆက်ပြီးတတိယလဲဆင်မိုင်းချန်နယ်ကြောင့်မမလေးဖတ်ပူးကြမှာပါနော်ဆင်မိုင်းရဲ့ novella ပေါ့ဝတ္ထုလက်ပေါ့အဖြူဆိုတဲ့ဝတ္ထုလေးအဲ့အဖြူဆိုတဲ့အဲဝတ္ထုလေးကဟောပေါ့ဂျပန်ခေတ်နောက်ခံပေါ့နော်အာဂျပန်ခေတ်နောက်ခံဝတ္ထုအဲ့ဒီခေါင်းစဉ်ကလည်းအဲ့ခေါင်းစဉ်အတိုင်းမဆက်ကောင်ရဲ့အဲမင်းကလေးနာမည်ကလည်းအဖြူပဲအဖြူလိုပေးထားတာပေါ့အဲ့ထဲမှာသူကဒီအဖြူကဘသူ့ရဲ့သမီးလဲဆိုတော့ဘသူက အဲ့ပေါ့အဲ့ဒီဂျပန်ခေရဲ့ပြည်ထရေးဝင်ကြီးရဲ့သမီးသူကမိတဆိုးလေးပညာလဲတက်တယ်လှပချောမွေးရတယ်တိုးရီသောသမီးလေးဖြစ်တယ်အဲ့တော့အဖေကလည်းမိတဆိုးလေးဖြစ်တဲ့သမီးရဲ့ရိတ်စည်းကြီးလေးထားတယ်ဟိုယာရုကြီးရဲ့သမီးလေးလည်းဖြစ်တယ်ရုပ်ရည်လည်းချောမွေးတယ်ပညာလဲတက်တယ်ပေါ့နော်ဒါပေမဲ့သူကနိုင်ငံရေးကိုစိတ်ဝင်စားရတဲ့ဖြစ်နေတယ်သူ့အဖေကဂျပန်လက်အောက်မှာလုပ်တဲ့ဟိုဟာဂျပန်အစိုးရလက်ထက်မှာတာဝန်ထမ်းတဲ့ပြည်ထရေးဝင်ကြီးပေါ့နော်အဲ့တော့ဇလန်းလေးကိုတို့ချုံပြောရရင် ူကြိုက်ထားတဲ့ချစ်သူပေါ့နော်အဲ့ချစ်သူကိုမြတ်ဆိုးပေါ့ကိုမြတ်ဆိုးကကြာတော့သူကဒီဂျပန်တွေကိုတော်လှန်မဲ့လူသူကဂျပန်အစိုးရပေါ့နော်အဲ့တော့ဂျပန်အစိုးရအောင်တော်လှန်ရင်သူကတပုံလို့သတ်မှတ်တယ်ပေါ့နော်အဲ့တော့ဂျပန်အစိုးရအောင်တော်လှန်မဲ့တပုံလောင်းဖြစ်နေတယ်ပေါ့ဖြစ်နေတော့အဲကိုမြတ်ဆိုးကလည်းအရင်တော့သူ့ရဲ့စိတ်ထဲမှာအဲဒီမှာနိုင်ငံလွတ်လပ်ရေးရဖို့လွတ်လပ်ရေးကိုချိုးပန်းလိုတဲ့စိတ် ဒီဟိုလွတ်လပ်ရေးရဖို့တော့ရွရွချွတ်ချွတ်တက်ခိုက်လို့တဲ့စိတ်တစ်ခုပဲရှိတာကနေပြီးတော့အဖြူဆိုတဲ့မိန်းကလေးကိုတွေ့ပြီးတော့အဖြူနဲ့ချစ်သူတွေဖြစ်သွားတဲ့အခါမှာ तू အဲ့ဒီစိတ်တွေတောင်ရောပါသွားပြီးတော့အဖြူကိုပဲသူ့ရဲ့အိမ်သူဇနီးဖြစ် तू ဟာအိမ် तू ဟာအိမ်တော်ဦးစီးဖြစ်အဲ့လိုအိမ်တော်မှုပြုတ်ချင်တဲ့စိတ်ပေါ်သည့်ထိအဖြူကိုချက်မိတယ်ပေါ့နော်ဒါပေမဲ့အဖြူကကြတော့ဒီချိန်မှာသူ့အဖေကိုထားပြီးတော့လေအဲဒီအစိုးရကတမတ်ထားတဲ့သဘုံလောင်းကိုမြန်ဆိုးရှိကိုသူ့တဘွားလုံးပုံနှင်းပြီးမပေးလိုက်နိုင်ဘူးဘာလို့လဲဆိုတော့အဖေကပြည်ရေးဝင်ကြီးဖြစ်နေတဲ့အတွက်အဲ့တော့ချက်သူနှုတ် သဘောတူတယ်စစ်ပညာသွားတဲ့ဟိုဂျပန်နေတိုက်ခိုက်ဖို့လို့သူကလည်းတစားရှိရှိစောင့်နေပါမယ်ပေါ့ဖြူပါလေအဲ့ဒီလိုနဲ့နဲ့စစ်ပညာသွားတဲ့မယ်ဆိုရင်တကယ်တကယ်သွားတဲ့နေကြတော့အဖြစ်ကိုနှုတ်ဆက်စာကိုပုံမြန်ဆိုးကရေးပေးတာအဲ့စာဖြစ်ချင်တော့ care တော့ပေါ့နော် CEO ခံပြီးတော့ဒီအဖြစ်ရဲ့အဖေပြည်ထရေးဝန်ကြီးရုံးကိုရောက်တော့ရောက်တော့ဒီစာကိုအဖေကအရင်ဖောက်ဖန်ရတော့ အဲ့မှာအဖြစ်ကိုနှုတ်ဆက်တဲ့စာပေါ့နော်စပညာသင်ဖို့အတွက်ကိုကတော့သွားပြီပေါ့ပြန်လာရင်တစ္ဆာရှင်စောက်ပြန်ပညာဆိုတော့ဒီပီလေးဝင်ကြီးကဒီစာကိုဖတ်ပြီးတအားတော်တာတော်သွားတယ်အိမ်ကြတော့တာဖာနေအောင်နိုင်ငံရေးအငင်းခုံလုပ်ကြပြောကြတယ်ပေါ့နော်အဖေကပြည်လေးဝင်ကြီးအဲတမီးကတဘုံနဲ့ချက်သူဖြစ်နေတယ်ပေါ့နော်အဲ့ဒါပြန်လည်ပြောကြရင်လည်းအဖြူကကြတော့လေသူ့အဖေကပြည်ထောင်ဝင်ကြီးဖြစ်ပေမဲ့ဒီဂျပန်အစိုးရရဲ့ပြည်သူတွေပေါ်မမျှတမှုပြည်သူတွေပေါ်ဂုံသွေးဆုံမှုပြည်သူတွေပေါ်အာဏာရှင်ဆန်မှုကို မကြိုက်နေဘူးသူများနိုင်ငံတွေတိုးတက်တာတွေ့တိုင်းသူ့နိုင်ငံလေးရဲ့ဒီလိုဖြစ်နေရတယ်လို့စာနာတက်တဲ့နိုင်ငံကြီးကိုစိတ်ဝင်စားတဲ့ main clip ဖြစ်နေတယ်အဲ့တော့သူကအဲ့မှာသူတို့သားဖတ်နေရပေါ့နော်အပြန်အလှန်ပြောတဲ့အခန်းလေးမှာစင်မကြီးချန်နယ်ဆိုမမလေးရေးထားတဲ့အတိုင်းလေးပေါ့နော်အဲ့ရေးထားတဲ့အတိုင်းလေးကိုဟိုကျွန်မဖတ်ပြချင်ပါတယ်အဲ့မှာအဖေပြည်တဲ့ဝင်ကြီးကသူ့သမီးနဲ့အပြန်အလှန်ပြောတဲ့အခါကျတော့တခြားနိုင်ငံကနိုင်ငံရေးစာအုပ်တွေဖတ်ပြီးတော့ ကိုယ့်နိုင်ငံအကြောင်းနာခံတလုံးမှမသိဘဲနဲ့သူတို့ကိုသူတို့တော်လာတက်လာပြီးထင်နေကြတာတွေသူတို့လက်ထဲကိုနိုင်ငံကြီးထည့်ကြည့်လိုက်ချင်တယ်နိုင်ငံရေးကို သိယုံနဲ့အပြိမတ်ဖို့အုတ်ချုပ်ပေါ်အုတ်ချုပ်နီးတွေကိုတော်မတတ်မအေးမတော်မတတ်ရင်တော်တဲ့တတ်တဲ့သူတွေအုတ်ချုပ်နေမယ်အဲ့ဒါလည်းမှတ်ထားလိုက်အောင်သူတို့လုံလို့များဒီနိုင်ငံကြီးဂျပန်လက်ကရွေ့နေမယ်ထင်သလားတဲ့ မီးကိုလည်းမခံချင်အောင်ပေါ့နော်ပြီးတော့ကိုမြတ်စိုးတို့တော်လန်ရင်လူငယ်တွေကိုလည်းအထင်သေးတာပေါ့အဲ့တော့တမီးအဖြူကလည်းအဖေကိုဘလောက်ချစ်ချစ်အဖေကဘလောက်အလိုလိုက်လိုက်ဒီလွတ်လပ်ရေးနိုင်ငံရေးနဲ့ပတ်သက်ရင်တမီးကလည်းသူ့ချစ်သူဘက်ကကာကွယ်တာပေါ့နော်သူတို့လုံလုံမလုံလို့ဒီနိုင်ငံကတော့ရွေ့မှာပဲဖြစ်ဖြစ်တဲ့ဒီလိုရွေ့သွားရင်ကိုယ်နိုင်ငံတဲ့အခွင့်အရေးရဖို့ရအခုအသက်ဆုံးပြီးလုပ်နေကြရတာတဲ့တကယ်လွတ်လပ်ရေးကိုသူတို့မပင်းရင်သူတို့ကလည်းဒီကွန်မြတ်စိုးတို့ဖက်ကလည်းတနေ့ကြရင် စွန့်ကြအောင်ပါပဲတဲ့လွတ်လပ်ရေးကိုမတရားသဖြင့်မရသမျှသူတို့ကိုသူတို့သူတို့ခန္ဓာကိုသူတို့လှူထားပြီးသားတွေတဲ့ဒါတာဖတ်နေရအပြန်အလှန်ကြောက်ရောနောက်ကြတော့စိတ်ရေးစင်ွေတွေကတန်းလာရော တန်းလာတော့သူတို့ရန်ကုန်မြို့ပေါ်ပါဘုံကျဲတာကြီးဂျပန်နဲ့လုပ်တဲ့ခါကျတော့အဖေကသူကတော့ပြည်ထရေးဝန်ကြီးအစိုးရဝန်ထမ်းဖြစ်တဲ့အတွက်ဂျပန်အစိုးရပေါ်သူတစ္ဆာခံရမယ်ပေါ့အဲ့တော့သမီးကိုနေရသူ့အထောက်အရင်ကိုပို့လိုက်တာအပို့လိုက်လဲပြီးလဲပြီးရောသူ့သမီးကိုတနတ်တလက်မင်းကလေးကတနတ်တလက်ထည့်ပေးလိုက်တယ်ပြီးရောဟိုမှာရှိတယ်သူ့တပည့်တရားကိုသူ့သမီးသူ့ကိုဒုက္ခဖွယ်အောင်တနတ်ပြစ်တင်ခိုင်းတယ်အဲ့တော့အဖေကဟိုတောင်းနေလေးကိုရောက်သွားတာပေါ့နော်ရောက်သွားတဲ့ခါမှာသူဘယ်သူနဲ့တွေ့လဲဆိုတော့အဲ့မှာဟောပေါ့နော်ဒီ ပြည်သူအကျိုးကိုဆောင်ရွက်နေတဲ့မျိုးချစ်လူငယ်ဆိုတဲ့ရှေ့နေပေါ့စာတရားနဲ့ဆုံးတယ်။သူကမျိုးချစ်လူငယ်လို့ပဲအမည်ခံထားပေမဲ့လုပ်ပုံလုပ်နေတွေကိုအဖြူကသဘောမကျအောင်။ဘာလို့လဲဆိုတော့အဲ့ဒီမျိုးချစ်လူငယ်ဂျပန်ဆိုရကိုတော်လန်ပါတယ်ပြောပြီးတော့သူကပြန်ပြီးတော့အာနာတွေပြတယ်ပြည်သူတွေကိုအာဟိုနှင်းပန်းနှိပ်စက်တယ်အဲ့ခါကျတော့အဖြူနဲ့မကြခဏပြဿနာတက်တယ်။ဘာဖြစ်လို့လဲကိုကဒီဂျပန်မျိုးတော်လန်နေပြီးတော့ခုနကကျွန်မပြောတဲ့ virus တွေပေါ့နော်ဂျပန်တွေလုတဲ့အတိုင်းပြည်သူတွေကိုနှင်းပန်းနှိပ်စက်တယ်ပြီးရင်အဲဟိုပါပေါ့နော် ဟိုဟိုအာနာလည်းဂျပန်နေပြသလိုပြရတယ်ပေါ့အဲ့တော့အဖြူနဲ့ခဏခဏပြဿနာဖြစ်တော့အဖြူကိုဒီ music လူငယ်ရှိနေလေးကကြိုက်တာလက်မခံတာလည်းပါတဲ့ခါကျအဖြူကိုညှိုးတာပေါ့နော်အညှိုးဖွဲ့ပြီးနောက်ဆုံးကြတော့ဒီဂျပန်နေအပြေးအင်္ဂလိပ်တွေပြန်ဝင်တဲ့အချိန်ကြတော့အဲ့မှာဒီဂျားပြက်ကာလာလေးမှာခုနမျိုးချက်လူငယ်ဆိုတဲ့မြန်မာလူငယ်အဖွဲ့တွေကခဏကြေးရွာအောင်အုပ်ချုပ်ရတယ် ဲ့လိုအုပ်ချုပ်တဲ့အချိန်မှာကိုမြတ်စိုးက sorry အဲ့ဒီခုနကတော့ဒီရှစ်နေပေါက်စားပေါ့နော်မြို့ချစ်လုံငယ်ဆိုတဲ့အမေရိကန်ရှစ်နေပေါက်စားအဲ့ဒီဒီကဒီကြက်ရွာကြီးရွာကြီးမှာရှိတဲ့လက်ထဲမှာရှိတဲ့ငွေစက်ကူတွေနောက်လက်နက်တွေအကုန်လုံးဟိုပါပေါ့ရက်ွက်ရုံးပေါ့နော်ကြီးရွာရုံးအကုန်လုံးလာပုံခိုင်းထားတယ်ဆိုတော့ဒါက ဘသူကလုံခိုင်းတာလဲဆိုတော့ဖြစ်နေတော့ဒီရှင်းနေပါစားအဲ့တော့အဖြူကဒါတိတ်ပင်မရှိတဲ့ကိစ္စဗကိစ္စကိုယ်ရရှိမြတ်ပစ္စည်းပိုင်ဆိုင်မှုအကုန်လုံးရက်ွက်ရုံကိုသွားပြီးတင်ရမှာလဲပေါ့နော်အဲ့တော့အဖြူကအတိုက်ခံလို့သူကညံဖြစ်တော့ဒီရှင်းနေပါစားမျိုးချစ်အမိခံလူတွေကပို့အညိုးဖွဲ့တယ်ပေါ့အဲ့တော့တူတူပြောရရင်အဲနောက်ဒီဟိုပေါ့ကိုယ်မြတ်စိုးတို့အဖွဲ့တွေကဝင်လာပြီပေါ့နော်ဂျပန်တွေလည်းပြေးအင်္ဂလိပ်တွေလည်းဝင်လာတဲ့ချိန်မှာအတူတူစစ်ပညာသင်တဲ့အဖွဲ့တွေကလည်းဝင်လာတဲ့ခါကျဝင်လာမဲ့တော့ချစ်သူမရောက်ကအဆက်အသွယ်မရနိုင်ဘူး။ဒါပေမဲ့အဲ့ဒီမှာ ဂျပန်ဒီအော်အဲ့မှာသူကရှင်းနေပါစားလေးပါပြောလိုက်လဲဆိုတော့ဟိုဟာတဲ့ဝတရားနောက်ဆက်မှုနဲ့တဲ့အခုပေါ်တော့ငါတို့စစ်ပညာသင်တဲ့ငါတို့မြန်မာမျိုးချက်လူငယ်တွေဝင်လာပြီပေါ့မင်းကိုဝတရားနောက်ဆက်မှုနဲ့ငါတို့ဘူကြီးကိုမင်းကိုတရားစွဲခိုင်းမယ်မင်းကိုဖမ်းခိုင်းမယ်ပေါ့အဲ့လိုပြောရခါကျအဖြစ်အဆိုင်ထိမှတွေ့သွားတယ်မျိုးချက်လူငယ်တွေပြန်ဝင်လာရင်အဲပညာတော်သင်ဖွဲ့တွေပြန်ဝင်လာရင်သူချစ်သူကိုမျက်စိုးပါလာမလားပေါ့အဲ့လိုအတွေးနဲ့သူကဟိုဘက်ရွာမှာရောက်နေပြီဆိုတဲ့သတင်းကြတော့သူက အဲ့ဒီနေရာမှာဘုံနေကျဲလို့သူ့အတော်နောက်တနေရာကိုပြေးချင်တာကိုခဏနေပါအောင်ဆိုပြီးသူ့ချစ်သူကိုတွားချောင်းလာတွားချောင်းတော့သူ့အဖေပေးလိုက်တဲ့ pistol တနက်အတူလေးကိုသူ့ရဲ့ထမင်ခါးစားလေးမှာထိုးထိုးပြီးတော့တွားပြီးတော့ချောင်းတဲ့အခါမှာအဲ့မှာသူခလုတ်တိုက်ပြီးတော့လဲလဲလဲရောအဆောင်စစ်သားပေါ့နော်ဒီဟိုတော်လိုင်းရေးဖွဲ့ပေါ့စစ်သားကတွေ့လဲတွေ့သွားရောသူ့ကိုမတင်ငါမှုနဲ့တရှို့ဆိုပြီးတော့ဖမ်းသွားတော့မင်းဘယ်လိုလာလဲဆိုတော့သူကကိုမြတ်စွဲနာမည်ကိုထုတ်မပြောဘူးသူ့ချစ်သူအန်နေရဖြစ်မှာဆိုလို့ ဟိုရောက်သွားတော့ဆစ်ဆေးတဲ့ဘူကြီးနဲ့တွေ့ရောတွေ့တဲ့ခါကျတော့ဘယ်လိုလာလဲဆိုတော့မေးတာအောင်မပြောဘူးပြီးတော့လက်ထက်မှာတနက်ပါတာဖြစ်တဲ့အတွက်မင်းကတချို့လားလို့မေးတာကို तू ကအဖေနာမည်လည်းမပြောဘူးသူ့အဖေတခွာရမှာမလို့ तू လာရှာတဲ့စစ်သူနာမည်လည်းမပြောဘူးအဲ့ခါကျမင်းဘယ်ရွာကလဲဆိုတော့ရွာကိုပြောတော့ရွာရဲ့အုပ်ချုပ်သူကိုသွားခေါ်ဆိုတော့အဖြစ်ကိုအညိုးထားတယ်ရှေ့နေအဲ့ဆိုတော့ရှေ့နေမြို့ချစ်လူငယ်ခေါင်းဆောင်ဖြစ်နေဖြစ်နေတော့ तू ကဟုတ်တယ်အဲ့မိကလေးကကျွန်တော်လည်းဝတ္တရားနောက်ချက်တာလုတ်တယ်ဆိုကြောက်ချလိုက်ကြောက်လဲကြောက်ချရော ဒါဆိုရင်တရှိုးမလို့ဒါဒီလိုတရားနောက်ဆက်တာလောက်တာပဲဆိုပြီးတော့တတ်မယ်ပေါ့နော်ကျိုးစင်တင်မယ်ဆိုပြီးအဖြူကိုကျိုးစင်တင်ဖို့ရှိခေါ်သွားရောအဲ့လိုခေါ်သွားတဲ့အချိန်မှာကြတော့မှအဲ့ဒီမှာကိုမြဆိုးပါကိုမြဆိုးကဘုံဘူးဖြစ်နေပြီပေါ့ဒီအမတတ်မတော်မှာပေါ့နော်သူတို့လွတ်လိုက်တတ်မတော်မှာအဲ့တော့လာတဲ့အခါကျတော့ဘသူ့ကိုခေါ်သွားမှလည်းမသိဘူးမိန်းကလေးတယောက်ကိုတွေ့တယ်သနတ်စတိုတက်လက်ပါတယ်ပြီးတော့မင်းလို့မရဘူးဘသူ့လာဆောင်စမ်းလည်းမင်းလို့မရဘူးဖြစ်တယ်သူ့ကိုတရှိုးအဖြစ်အခု ဒီလူတက်ကိုခေါ်သွားပြီဆိုတော့ဟာမင်းတို့အတိအကျလဲတင်းချက်လဲမရှိဘဲနဲ့ဒီလိုလောက်ပါလားဆိုပြီးတော့အဲ့တော့မှကိုမြတ်စိုးကဘုံမှုပေါ့နော်လိုက်တဲ့အခါကျတော့အဲ့ကားစင်ကိုတင်တဲ့အဖြူကိုတင်ပြီးတော့တနက်နဲ့ပြစ်လိုက်တဲ့အချိန်ကိုမြတ်စိုးကလည်းအဖြူလို့អော်တဲ့အချိန်ပြုတ်ကြသွားတယ်ဘာလို့ကိုမြတ်စိုးရင်ခွင်ထဲမှာသိရောသိလိုက်တဲ့သူချစ်သူနဲ့လဲသူချစ်သူရောက်လာတွေ့ပြောနေသေးသွားတယ်ပေါ့သေသွားတော့မှယူမရဖြစ်ပြီးတော့တ냐လုံးကိုပေါ့အဲ့တော့အဲ့ဒီဒါဇလန်အတူလေးကိုကျမကလေးကိုနားထောင်ပြီးလေးလိုက်ပတ်လဲအောင်ပြောတာဟို ဖတ်ပြီးသားတွေလည်းရှိရင်ရှိမှာပေါ့နော်အဲ့မှာကျမဖတ်ပြောချင်လဲဆိုတော့အဲ့ထက်မှာကျမသဘောကျဆုံးအချက်လေးကိုပြောချင်တာအဲ့ဒါဘာလဲဆိုတော့အဲ့စမိုင်း channel ကျော်မမလေးရဲ့အဲ့အဖြူဝတ္ထုလက်ပေါ့နော်အဲ့ရမှာသူကအမစာကိုကျမသဘောကျတာဒီဝတ္ထုကိုဟိုတဲ့ဂျပန်ခက်မှာပုံလေးထုတ်ဝေလို့မရဘူးပုံလေးထုတ်ဝေရင်ဂျပန်တွေကစမိုင်း channel ကျော်မမလေးကိုဖမ်းမှာပေါ့သူကဝတ္ထုဖြစ်ရေးတာ哦အဲ့တော့ ပုံနှိပ်လို့မြန်ပါဆိုလက်နှိပ်စနဲ့ရိုက်တယ်ရိုက်ပြီးယုံကြည်စိတ်ချရတဲ့မိတ်ဆွေအရာနဲ့တဆင့်တဆင့်တဆင့်ကူပြောင်းဝင်ငှပြီးတော့အဲ့ဝတ္ထုကိုတော်လန်ရေးလောက်ကင်နေတဲ့လူငယ်ခေါင်းဆောင်အများစုရှိ ਉਹ ရောက်သွားတယ်တဲ့ရောက်သွားတော့အပြင်မှာမြင်းတွေမှာတကယ်လုံနေတဲ့တော်လန်ရေးလူငယ်ခေါင်းဆောင်အများစုကဖတ်မိပြီးသဘောကျကြတယ်တဲ့အဲ့တော့ဂျပန်နေတော်လန်ထကြွားတဲ့အချိန်ရောက်တဲ့ခေါင်းကြတော့ဘလောက်သိငယ်တဲ့ကိစ္စလေးပဲဖြစ်ဖြစ်အမမအရင်ရင်မဖြစ်ရအောင်ရက်ရွာနေပေခေါင်းဆောင်အုပ်ချုပ်ရေးမှုတွေက စီကံတကြပုံတင်ဖို့စီကံတကြတုံတင်ဖို့မှားကြထားတယ်တဲ့ဒါကြောင့်ပဲတကယ်တော်လန်ထွထကြွတဲ့အခါမှာပထမအကြိမ်ဂျပန်ဝင်စားတုန်းကလို့ဝယုံသုံးကမဖြစ်ဖ ೇನೆ အုတ်ချုံနိုင်ခဲ့ပါတဲ့အဲ့ဒါကအဲ့ဒီရှိရအမာစာလေးအဲ့တော့ဒီဖြစ်ရကိုကျမကဖတ်ပြီးတဲ့အခါကျတော့တော်လန်ရဲ့မျိုးချစ်စိတ်ရှိတဲ့လူငယ်ဒီကစဖတ်ခဲ့ကြလို့စမိုင်းတန်တဲ့ဂျမမလေးအဖြူဖတ်ခဲ့လို့ပြီးတော့စာနာတက်တဲ့နှလုံးသားလည်းရှိလို့စင်ကျင်နဲ့စင်ကျင်နိုင်နဲ့ အုံးလောင်လည်းရှိတာဖြစ်တဲ့အတွက်အာနာဗိုင်းရပ်စ်မကူးဆက်တာပေါ့မကူးဆက်လို့ပဲအဲတကယ်ဂျပန်ခေတ်အကူမှာဒီလိုမျိုးမှားရင်ပြီးတော့အဖြူဝဝတ္ထုကိုအပြစ်မှာဒီလိုမဖြစ်ခဲ့ပါဘူးလေဒါဟာဖာလဲဆိုတော့ဒီစင်မိုင်းချန်နယ်ကျော်ရဲ့ဝတ္ထုစာပေကျေးဇူးပေါ့နော်စာပေကျေးဇူးကစာရေးသူတွေကသူတို့ရေးတဲ့နဲ့ရှူတောင်းကနေစင်မိုင်းချန်နယ်ကျော်မမလေးကသူတွေးမိမှာပေါ့ဒီလိုအကူပြောင်းကြရင်စိတ်ပူတဲ့အတိုင်းဒီတော်လိုင်းရဲ့မျိုးချစ်လူငယ်တွေက ိုက်တိုင်းသူ့ထူစိတ်ပူရတိုင်းဖြစ်မဲ့တိုင်းသူကရေးလိုက်တယ်။ဒါလေးကိုမဖြစ်စေချင်လို့ရေးတော့ဖတ်ပြီးတော့မဖြစ်ခဲ့ဘူးပေါ့နော်။အဲ့တော့စာရေးသူတွေဆိုတာတဲ့။ဟိုဂျာမန်စာရေးဆရာမွန်ချောဆင်ပေါ့နော်။အဲ့မွန်ချောဆင်ကလကဘာပေါ်လူသားတွေချိန်မချနိုင်မီအချိန်ကလေးကသူ့ဇာတ်ကောင်ကိုလကဘာပေါ်ရောက်တယ်လို့ရေးထားတာ။အဲ့တော့ရေးထားတော့19ရာစုနှစ်ခေဦးပေါ့။အဲ့ခေကိုတသိပ်တန်ခေဦးလို့ခေါ်တယ်တဲ့။အဲ့ဒီမှာကျမွန်ချောဆင်ရဲ့ဒီလကဘာပေါ်သူ့ရဲ့ဇက်ကောင်ရောက်တဲ့ဟာကိုရေးထားတော့ယူးလို့ရေးတာလို့ထောပနာပြကြတယ်တဲ့ မဖြစ်နိုင်တာပေါ့ဘလို့လာကဘာပေါ့လူရအောင်လဲပေါ့တနောက်ဆယ်စုနှစ်တစုကြာတဲ့ခါကျတော့လာကဘာပေါ့လူသားတွေဟာတကယ်ပဲခြေချနိုင်တယ်တဲ့အဲ့တော့ကြိုသိနိုင်တဲ့ပါဝါတမျိုးမျိုးစာရေးသူတွေစီမှာရှိနေတတ်တယ်တဲ့ဒါကြောင့်ပဲကြပြားဆရာစာရေးဆရာတွေဟာတိတ်ပန်စိတ်ကူးတွေမပေါ်ခင်တည်းကစာပေစိတ်ကူးကြပြားစိတ်ကူးကြပြားဉာဏ်နဲ့ဥတ္တဟုစကြဝဠာလာကဘာအကုန်လုံးကိုရောက်နိုင်ခဲ့ကြတာတဲ့အဲ့တော့ဒီမှာအချုပ်ကျမပြောချင်တာကစာရေးသူတွေဘက်က စိတ်ပူပွဲရှိတဲ့ဖြစ်နိုင်ခြေရှိတဲ့အခြေအနေတွေကိုကိုစွမ်းသလောက်ထမ်းပြီးရေးဖို့လိုအပ်တယ်လို့ကောင်းကျိုးချမ်းသာမြင်လို့သူတွေအနေနဲ့ကလည်းဒီရိုဗိုင်းရပ်စ်မကူးဆက်အောင်ပူပေါင်းပါဝင်တဲ့လို့ထင်ပါတယ်။ဘာလို့လဲဆိုတော့ဗိုင်းရပ်စ်ကူးတဲ့ကာလကမကြာခင်ရောက်တော့မှလည်း အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့ပြောတဲ့ကြောင်းအလေးကစမိုင်းချန်တဲ့ကျွန်မမရဲ့အဖြူနည်းနည်းလေးစိတ်ပက်လဲအောင်ကိုကပြောချင်တာဖြစ်တဲ့အတွက်အချိန်လေးတော့နည်းနည်းပုံများသွားတယ်နော်ဝတ္ထုပြောတဲ့အချိန်အဲကျွန်မပြောချင်တဲ့ virus ဟာ virus တရအများကြီးပေါ့နော်ကျွန်မစိတ်ပူဆုံး virus ကတော့တော့အနာရှင်ကိုတော်လိုင်းရင်းနဲ့အနာရှင် finance ပူသွားမှာဆိုပါတယ်အရင်ရှင်ကိုတော်လိုင်းရင်းနဲ့အရင်ရှင် finance ပူသွားမှာဆိုပါတယ်မကောင်းမှုကိုကျမတို့က အတ္တမဝါဒီကိုတော်လိုင်းရင်တော်လိုင်းရင်နဲ့ဓမ္မဝါဒီတရားလည်းအတ္တမဝါဒီဖြစ်သွားမှာကိုစိတ်လို့လို့ရေးပြပြောပြတဲ့အကြောင်းပါဘာအခုမှရေးရလဲမဟုတ်ပါဘူးကျမဒီဟာရေးခဲ့တဲ့အချိန်လေးကလည်းကြာပါဒီချိန်လေးမှာတော့အန်ဂိုက်ဖြစ်လို့တစ်ခါပြန်ပြောတာပါအပတ်စင်နာထောင်ပေးနေတဲ့ကျမရဲ့ YouTube မိတ်ဆွေများကိုကျေးဇူးတင်ပါတယ် like and share and subscribe လုပ်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျမဘက်ကလည်းအပတ်စင်တင်ဆက်နိုင်အောင်ကြိုးစားပါမယ်လို့ပြောရင်းနဲ့ဒီတစ်ပတ်တော့ဒီလောက်ပါပဲ